ချစ်ခင်ရပါတယ်ကျွန်တော်တို့ဆရာဆရာမများခင်ဗျာဒီနေ့ရဆရာဆရာမများရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ဂုံကျေးဇူးတွေကိုဂုံပြုဖို့အတွက်ကပဆရာများနေ့ကိုကျင်းပတဲ့နေ့ဖြစ်ပါတယ်မြန်မာနိုင်ငံအတွက်လည်းဒီနေ့ရအထူးအသိပဲရှိပါတယ်အထူးသဖြင့်ဆရာဆရာမများဟာပညာရေးဆိုင်ရာအခမ်းကဏ္ဍဒါမကပုံမူလပတဲ့နာကတ်များစီကိုတွားတဲ့ခီးလမ်းမှာ အရေးပါလာပါတယ် ဆရာဆရာမအများပညာရေးသမားတွေတက်တက်တွေမဟုတ်ပဲလူအဖွဲ့အစည်းရဲ့ပြည်သူ့ကပညာရှင် များဖြစ်ပါတယ်ပုံမူကောင်းမွန်တဲ့အနာဂတ်အတွက်လိုအပ်တဲ့အသိပညာနဲ့ကျွမ်းကျင်မှုမှပြည့်ဝတဲ့လူငယ်တွေရဲ့နှလုံးသားတွေကိုစွမ်းဆောင်ရည်မြင့်တင်ပေးကြပါတယ်အခုခုအခုလိုခက်ခဲကြမ်းတမ်းတဲ့ချိန်ကာလများမှာဆရာဆရာမအများရဲ့ခန့်ကန်တာဟာတိတာထင်ရှားပါတယ်၂၀၂၁ခုနှစ်ကတည်းကစခဲ့တဲ့ ကာလတွေသုံးသက်ကြည့်ရင်ဆရာဆရာမအများဟာအာနာဖီဆန်ရေးလှုပ်ရှားမှု CDM မှာဆွန့်ဆွန့်စားစားပါဝင်ခဲ့ကြပါတယ်မကြုံစဘူးစိန်ခုံမှုတွေနဲ့စန့်ကျင်ဖက်တွေကိုရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ပညာရေးသမားတွေဟာဒီမိုကရေစီလူခွင့်ရေးနဲ့နိုင်ငံအနာဂတ်အတွက်ရည်တည်ခဲ့ကြပြီးဓမ္မလမ်းစဉ်ကို ထောက်ခံအားပေးခဲ့ကြပါတယ်တနိုင်ငံလုံးကစာတင်ခန်းတွေမှာဆရာဆရာမများဟာ ဆေးစော်ပြီးခဲ့ကြပါတယ်။ကျောင်းသူကျောင်းသားတွေကမတရားမှုတွေကိုမေခွန်းထုတ်နိုင်ဖို့တတိရှိစီဆန့်ကျင်ဖို့လွတ်လပ်ခွင့်နဲ့တန်းတူညီမျှတဲ့လူဖွဲ့စည်းအတွက်ရည်တည်ပြောဆိုစေနိုင်ဖို့စွမ်းဆောင်ပြီးခဲ့ကြပါတယ်။တော်လန်ဤကာလကစပြီးအခုချိန်ထိလည်းအခက်အခဲတွေကြားကကျောင်းသူကျောင်းသားပေါင်းများစွာကိုပညာသင်ပေးသင်ကြားပေးခဲ့ကြသလိုဆက်လက်လက်တီတာဝန်ကိုထမ်းဆောင်ဖို့တင်ရှိနေကြတယ်ဆိုတာကျွန်တော်အပြည့်အဝယုံကြည်ပါတယ်။ ဆီယာမအမရဲ့ဆွန့်လွတ်နှင်နာခံမှုကိုသုံးသက်ရရင်ကျွန်တော်တို့ဖတ်ရှုခဲ့ကြတဲ့တင်ခန်းစာများထက်ကျော်လွန်ပါတယ်။စာတင်ခန်းအတွင်းကမြေယာမှုတွေအွန်လိုင်းကပညာသင်ကြားရေးအတွက်ရင်ဆိုင်ရတဲ့စင်ခေါ်မှုတွေအာနာရှင်ရဲ့ချောင်းချင်းချောက်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ပြောင်းလဲမှုတွေရည်တည်ပြောဆိုရတဲ့စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးများကိုလည်းအတိမတ်ပြုတ်ရမှာဖြစ်ပါတယ်။အခက်အခဲများရှိပေမဲ့လည်းဆရာဆရာမများဟာစမ်းတဲ့ တည်ထွင်ပြီးစိတ်အားထက်သန်စွာနဲ့တင်ကြားပြီးနေကြဆဲဖြစ်ပါတယ်။ဒါကြောင့်ဆရာဆရာမများအတွက်ဂုံပြုကျင်းပရာမှာကျွန်တော်တို့ရဲ့ဆရာဆရာမများကိုထောက်ခံအားပေးကြပါစို့။ကျွန်တော်တို့ဟာဆရာဆရာမများခွဲ့အတွက်အခွင့်အရေးတွေအတွက်ရည်တည်ပြောဆိုရမယ်။ဆရာဆရာမတို့ဘေးကင်းလုံခြုံပြီးလူ့လက်စွာတင်ကြားနိုင်ပြီးမကြောက်မရွံ့စိတ်ဆော်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးနိုင်ဖို့အတူတကွ လက်တွဲလှုပ်ဆောင်ကြပါစို့လို့ပြောကြရင်ဒီကုန်းချုပ်ပါတယ်ဂျေဆုတင်ပါတယ်